ကဲအားလုံးပဲမင်္ဂလာပါ channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရီဒီဗီဒီယိုလေးမှာတော့ဂျွန်ဘတ်2ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရီဂျွန်ဘတ်1ကိုလည်းတင်ဆက်ပေးပြီးဖြစ်တာကြောင့်မကြည့်ရသေးဘူးဆိုရင်တော့ channel လေးမှာဝင်ကြည့်လို့ရှာပါရီနောက်ပြီး view လေးမစတင်ခင်မှာ channel လေးကို like and subscribe လေးလုပ်ပြီးကြာဖို့လေးပြောချင်ပါရီဒါဆို view လေးကိုစတင်လိုက်ကြရအောင်ပါဇလန်လေးရဲ့အစကိုတော့ပတ်ဝန်းကျင်အစုံနဲ့စတင်ထားပြီးလီတိုရူရဲ့ AGD အိမ်တော်ကလုံအောင်ကိုပြည့်စည်သွားခဲ့ပါရီ ဲ့ဒါကြောင့် AGD အိမ်တော်ကိုရောဟာကိုနေအိမ်တော်ရောကိုအုပ်ချုပ်တဲ့အေဂရစ်ဘရင်ကစိတ်မကောင်းဖြစ်နေရှာပါရီ။ဘာဖြစ်လို့လဲဆိုတော့လီတုကိုသူ့သားအရှင်လိုသဘောထားတာကြောင့်ဖြစ်ပြီး AGD အိမ်တော်ကိုလုံးချမှုမှလေးသူကိုယ်တိုင်ပါဝင်နေလို့ပဲဖြစ်ပါရီ။အိမ်တော်မှာတော့ပေါ်ရုကိုပြတာထားပြီးတော့သူတို့ခီသွားရီလန်ကိုဟာကိုနေဘက်ကတက်သားရီရောက်လာကြပါရီ။အဲ့ဒါကြောင့်အနေငယ်တိုက်ခိုက်လိုက်ရှာကအနိုင်ရသွားခဲ့ပြီးလူသေးကောင်းတွေစီကနေရှည်ရီထုတ်ယူနေခဲ့ပါရီ။ ပေါ်ကဒီကောင်လေးအရှင်စုတီတီမလာပဲအေးတွေးကြည့်၍တယောက်မှမကြံစီခြင်းလို့ဖြစ်မယ်လို့ပြောရဲခါမောင်းစတေကာကမင်းကိုမင်းအထင်ကြီးမနေနဲ့သူတို့ကဖရမန်တွေကိုလိုက်ရှာနေရလို့ပြန်ပြောလိုက်ပါရီအဲနောက်မှာတော့စိတ်မပူဘူးပြောပြီးလုံခြုံတဲ့နေရာစီကိုခေါ်သွားပြီးမယ်လို့လေးထပ်ပြောပါရီတဖက်ကဘရန်တူကလည်းအေးတွေးကြည့်၍မရှိတော့တဲ့နောက်အာရာကိကိုပါကြီးစိုးနေပြီးလူနေဖို့ခက်တဲ့တောင်ပိုင်းကိုပါတင်ပိုက်ချင်နေကြပါရီစနီကာတို့ကလည်းသူတို့နေတဲ့ချိတ်ဆွေတဲ့နေရာကိုရှောက်လာခဲ့ပါရီ ပါလာတဲ့ပေါ်လူကိုတော့လူမျိုးတွက်ကသူတို့လူမျိုးကိုတတ်တယ်လူဖြစ်တာကြောင့်လက်မခံမီကျင်းနေတွက်ကတော့သူတို့ကိုကဲတင်မဲ့သူရောက်လာပြီးဆိုပြီးဝတ်ပြူနေကြပါရီအဲ့ဒါကြောင့်ပေါ်ကသူတို့ကိုမရှုံနေသူတွေကိုသူတို့ဘက်ကိုပေါအောင်လုပ်ရမယ်လို့ပြောပါရီအဲ့နောက်ချက်စီကာကိုစနီကာကလာခေါ်ပြီးသူတို့ကိုနမိတ်ဖက်ပြီးတဲ့မေတော်ကအသက်ကြီးနေပြီဖြစ်လို့အဲ့ဒီနေရာကိုတာဝန်ယူပေးဖို့ပြောလာခဲ့ပါရီချက်စီကာကလည်းလက်ခံလိုက်ပြီးသူတို့ရဲ့မေတော်ဆိုသူနဲ့တွေ့တွေ့လိုက်ပါရီအဖွားအူကဂျက်စီကာကိုအသက်တက်ရှိလို့ခေါ်ရင်းမိအောင်ကောင်ရဲ့အစိတ်တမျိုးကိုတိုက်ပါရီ ဂျက်စီကာတယောက်လည်းဘူးမသိကိုမသိနဲ့တောက်လိုက်ရှာပါရီဒါပေမဲ့အစိမ့်ရှိကြောင်းမသိသွားလို့လူတိုင်းကအထင်ကြီးနေကြပြီးဂျက်စီကာကိုစွမ်းအားရှင်လို့ပြောကောင်းတစ်ဖက်နဲ့တစ်ဖက်အငင်းပွားနေကြပါရီအဲ့ချိန်မှာပေါ်ကစွမ်းအားရှင်မဟုတ်ပေအရင်ကတည်းကအစိတ်ကိုတက်ပြောင်းလဲနိုင်အောင်လေ့ကျင့်ထားတာလို့ဝင်ပြောပါရီပြီးတော့သူဒီကိုလာတာခေါင်းဆောင်လုပ်ခြင်းလို့မဟုတ်ပေခမရိုးနဲ့အတူတူတိုက်ခိုက်ခြင်းလို့ပြောပြန်ပါရီအဲ့ဒါတော့စနေကာကသူ့ကိုယ်သူစွမ်းအားရှင်ဖြစ်တာအောင်စွမ်းအားရှင်လို့ဝေမခံဘူးကြီးညိုဖို့ကောင်းနေပါရီနဲ့လုံနေပါသေးတယ် နောက်တစ်ခန်းမှာတော့သူတို့နဲ့အတူတူတိုက်ပွဲဝင်ခြင်းနဲ့ပေါ်ကူကန္နာရှနဲ့တသားလေးကြောင်နေရမယ်ဆိုကရှေးခါလုံလောက်ပေးပြီးကန္နာရထဲကိုခီးထွက်ခိုင်းပါရီပေါ်လေတယောက်တည်းထွက်သွားခဲ့ပေမယ့်ပေါ်ကိုစေမစားဖြစ်နေတဲ့ချန်နီကတော့ပေါ်နောက်လိုက်ပြီးကူညီပေးခဲ့ပါရီပြီးတော့သူတို့တီထွင်ထားတဲ့ဆက်တွေအကြောင်းကိုလည်းရှင်းပြပါရီအိမ်နောက်မှာတော့ဟာကွန်နေတွေကိုဝင်ရောက်တိုက်ခတ်ပြီးတိုက်ခိုက်ရှာမှလေးအောင်မြင်ခဲ့ကြပါရီညာရောက်တဲ့အချိန်မှာတော့စတီကတူကောင်ပေါ်ရဲ့တိုက်ခိုက်ရှိကိုသဘောကျကချီချူစကားပြောနေကြပါရီ ပြီးတော့လေပေါ်ကိုတိုက်ပွဲနှမိတခုပြီးမယ်ဆိုကောင်ပေါ်မာတီဦးစောလို့ခေါ်ဆိုခဲ့ကြပါရီ။နောင်နေမနက်ကိုရောက်တော့စတေးကာကပေါ်ကိုမြောင်းကောင်စင်နီကိုတင်ပေးခဲ့ပါရီ။အဲ့ချိန်မှာခြာနီရောက်လာခဲ့ပြီးနှစ်ယောက်သားအကြီးဆိုင်နေကြပါရီ။ဒီလိုနဲ့မာရီဆိုတဲ့တိုက်ပွဲနှမိနဲ့အတူတိုက်ပွဲတွေအခါကနှွေနေဟာကိုနေနီရဲ့နေမီတွေကလေးကျင်းတထက်ကျင်းလာကြပါရီ။အဲ့ဒါကြောင့်ပါရွန်လေးရန်ဘက်ကိုဂျိုးတစ်ခုလုံးကိုအုပ်ချုပ်နိုင်အောင်လှုပ်ဖို့တတိပေးလိုက်ပါရီ။တစ်ဖက်ကပေါ်ကလည်းမြောင်းကောင်စင်နီကိုတက်သွားပြီးဖြစ်လို့အစမ်းလေးကျင်းခိုင်မာရီ။ ဒီလိုနဲ့လေ့ကျင့်မှုအောင်မြင်သွားခဲ့ပြီးလူတိုင်းကပိုးရဲ့အကြောင်းကိုပြောလာကြပါရီဂျက်စီကာကလည်းအာရာကေတောင်ပိုင်းမှာဘာသာရေးကူးကိသူတွေများတာကြောင့်တောင်ပိုင်းကိုသွားဖို့ပြောပါရီပြီးတော့ပေါ်ကိုပါတောင်ပိုင်းကိုလိုက်လာခဲ့ဖို့ပြောတော့ပေါ်ကသူတောင်ပိုင်းကိုရောက်သွားမယ်ဆိုရင်လူတွေဟာသူ့ကြောင့်တေးကြမယ်လို့ပြောပါရီဂျက်စီကာကလည်းဒီမှာခြာနေရှိလို့မလိုက်မှန်းသိနေရကြောင်းအခြေယူမနေနဲ့လို့ပြောပြီးတောင်ပိုင်းကိုထွက်သွားခဲ့ပါရီ ပေါ်ကလည်းဟာကွန်နေတွေကိုဆက်လက်တိုက်ခိုက်ရှင်နေရပန်ကလည်းမာဒီဆိုရီပေါ်ကိုသူတို့လူတွေထိခိုက်ရှာတဲ့အတွက်အတော်လေးကိုဒေါ်သာထွန်းနေခဲ့ပါရီအဲ့ဒါကြောင့်ဖရမန်တွေရှိနိုင်တဲ့နေရာတွေကိုလိုက်လံဖြစ်စီဖြစ်ပါရီ ဒါပေမဲ့လယုံရည်ချင်းရှင်ရင်ပေါ်ဥဆောင်တဲ့ Fremant တွေကိုမနိုင်တာကြောင့်သူတို့ကပဲပြန်ထွက်ပြေးလာရှာပါရီနောက်တစ်ခါမှာတော့ Acris ကိုပြန်ပြထားခဲ့ပြီးုံသူတို့ကလည်း Hakon နေတွေကိုအသက်ရှူခွင့်အောင်မပေးဘဲလိုင်းလိုင်းတိုက်ခိုက်နေတဲ့ Marty ကိုစိတ်ဝင်စားနေကြပြီး Marty ကိုဘလို့ဖြေရှင်းရမလဲဆိုတာစဉ်းစားနေကြပါရီအဲ့ဒီချိန်မှာ Marty ကပေါ်တာဖြစ်နေမယ်ဆိုရင်ဘလို့လုပ်ကြမလဲလို့ Acris တမီကမေးတဲ့ချိန်မှာဒီစကားကိုထပ်မပြောဘူး Acris ရဲ့အတိုင်ပင်ခံ Helen Mohain ကပြောပါရီ ဒါဆိုဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲလို့မေယောဟာကိုနေအိမ်တော်ကိုအမွေဆက်ခံမဲ့ပါရွန်ရဲ့တူဖိတ်ရိုတာနေဖြေရှင်းလို့ရတယ်လို့ပြောပါရီအိမ်နောက်မှာတော့ရိုတာကိုပြတာထားပြီးမနက်ဖြန်ကြာရင်သူမင်းကြီးကိုရှောင်းမှဖြစ်တာကြောင့်မွေးနေ့မှာတိုက်ပွဲတစ်ခုကျင်းပမှဖြစ်ကောင်းသူနေတိုက်ခိုက်မဲ့သူတွေကိုခြေရီလက်တွေမတန်အောင်ဆေးဝီထိုးထားခဲ့ပါရီဒီလိုနဲ့မွေးနေ့ကိုရှောင်းလာပြီးတိုက်ခိုက်ကြတဲ့အချိန်မှာဘာမှတွေ့တွေအတူတူပြောစရာမလိုဘဲရိုတာကပဲနိုင်သွားခဲ့ပါရီ အိမ်နောက်မှာတော့ဘယ်ရွန်ကရူသားကိုအာရာကီကိုထိန်ချုပ်နိုင်ပြီးစပိုက်တွေအများကြီးထုတ်လို့ရခဲ့မယ်ဆိုရင်တော့အေဂရစ်ဖြစ်အောင်လုပ်ပေးမယ်လို့ပြောပါရီအဲ့ဒီခါမှာရူသားကဘလို့လုံးမလေးလို့မေးအောင် ADD အိမ်တော်ကိုဝင်တိုက်ဖို့အေဂရစ်ကစစ်သားအင်အားကူညီခဲ့ရင်အဲ့ဒီကိစ္စသာပေါ်လာခဲ့မယ်ဆိုရင်တော့သူနန်းစပြီးမင်းကအေဂရစ်အလူလိုဖြစ်သွားမှာလို့ရှင်းပြပါရီအိမ်ညမှာဟေလန်ရဲ့တပည့်တယောက်ကရူသားစီကိုသွားကပေါ်ကိုလုခဲ့တယ်လို့တိတရဲကိုလက်ထည့်ကိုင်းခဲ့ပါရီ ပြီးတော့လူသားကဘလို့လူလေဘလို့စိတ်တက်ရှိလဲဆိုတာကိုသိသွားခဲ့ကသူ့ကိုထိန်းချုပ်ရမယ်လို့ပြောပါရီ။နောက်နေ့မနက်မှာပဲလူသားကိုဘာရုံကဖရမန်တွေကိုတက်ပစ်ဖို့တာဝန်ပေးပါရီ။အိမ်နောက်မှာတော့တခြားတစ်ဖက်ကိုပြသထားခဲ့ပြီးုံစပိုက်ထုတ်လုပ်တဲ့ရှင်တစီနဲ့လူတချို့ကဖရမန်တို့ပိုင်နယ်ကိုကျူးကျော်လာခဲ့ပါရီ။ဒီလိုနဲ့ပေါကောင်းဆောင်တဲ့ဖရမန်ဖွင့်နေကျူးကျော်လာတဲ့လူတွေနဲ့မင်းပါလေငါပါလေတွေထဖြစ်ကုန်ကြပါရီ ဒါပေမဲ့ပေါ်ကသူတို့ဘက်ကိုကျူးကျော်လာတဲ့သူကသူရဲ့မိတ်ဆွေအောင်ဒါနေဆိုတာကိုတီလိုက်ရှာပါရီ။ဒါကြောင့်မဲတိုက်ပွဲကိုရှက်ထားလိုက်ပါရီ။အဲနောက်မှာတော့ခနာထိုင်ပြီးနားနေကြရင်ပေါ်ကဒါနေကိုဒီကနေဘာလို့မထွက်သွားရလဲလို့မေးရော။ဒါနေကလက်စားချီခြင်းလိုလိုပြောပါရီ။ပြီးတော့လေစကားစမိထိုင်ပြောနေကြရှင်နေ။ပေါ်ကဒါနေကိုသူတို့နေတဲ့စီကိုခေါ်သွားခဲ့ပါရီ။လန်တလျှောက်ကိုလေစကားပြောလာကြရင်ဒါနေကမင်းမလူရင်းအားဘလောက်ရှိလဲလို့မေးရော။ပေါ်က200ရှိရဲ့လို့ပြန်ဖြေပါရီ။ ဂျာနီကလည်းချက်ချင်းပဲပါလို့တရားရင်နေနေရလေလို့မိရဲ့ချိန်မောင်းပေါ်ဟာသူ့ရဲ့စိတ်ချနေကြောင်းလို့ပြောပါရီညာရောက်တော့လေစကားထပ်ပြောခဲ့ကြပြီဂျာနီကမင်းမလူရင်ရပဲရှိတာပြင်းအားမရှိဘူးလို့ပြောပါရီပြီးတော့မင်းဖေထားခဲ့တဲ့လက်နက်တွေဘယ်မှာရှိလဲဆိုတာသိလာလို့မိပါရီဒါကြောင့်မင်းနောက်နေ့မနက်မှာအီဒရီတီဝီပိုင်ဆိုင်ခဲ့တဲ့လက်နက်တွေကိုတူလောင်ထားတဲ့နေရာကိုပေါ်စနေးကနဲ့ဂျာနီတို့ကိုလိုက်ပြခဲ့ပါရီတပတ်မှာဂျက်စီကာကတောင်ပိုင်းကိုရောက်နေခဲ့ပြီးတော့ဘာသာရေးသမားတွေကိုစီယုံနေခဲ့ပါရီ ပြီးတော့ဘော်ကိုလေအသက်သက်ရှိကိုတောက်စီစင်နာကြောင်းမြောင်းကောင်စီကအစိတ်ကိုယူနေခဲ့ပါရီနောက်တစ်ခမ်းမှာတော့ပေါ်ရူးကိုပဲပြန်လည်ပြသထားခဲ့ပြီးဘာရွန်တို့ကပေါ်ရူးနေတဲ့နေရာကိုလက်နက်တွေနဲ့လာပစ်သွားခဲ့ပါရီ အဲ့ဒါကြောင့်ပေါ်လို့လေအထိနာသွားခဲ့ပြီးအောင်မြေရောက်ကိုဆင်းမတိုက်ပဲလင်းဘော်ကနေလက်နဲ့တင်းနေပြစ်သွားလို့မကျေမနပ်ဖြစ်နေခဲ့ပါရီအဲ့လိုနေသူတို့လွင်ရနေသွားပြီးဖြစ်လို့အာရာကဲတောင်ပိုင်းကလွင်ရများလာကြောင်းတောင်ပိုင်းကိုသွားဖို့အကြောင်းဖန်လာခဲ့ပါရီပေါ်ကလေသူတောင်ပိုင်းကိုသွားမယ်ဆိုရင်သူ့ကြောင့်လူတွေတည်မယ်ဆိုတာကိုအိမ်မက်မှတ်ထားခဲ့တဲ့အတွက်ကြောင့်မသွားဘူးလို့ပြောပါရီအဲ့ဒါနဲ့မသွားဘူးသွားမယ်ပဲဖြစ်ပြီးစကားများနေကြပါရီပြီးတော့ဒီမှာသူတယောက်တည်းနေခဲ့မယ်လို့ပြောပြီးဂါနေကိုလေဂျက်စီကာကိုဆောင်းရှောက်ဖို့မှာနေခဲ့ပါရီ ခဏကြာတော့ခြာနေကပဲပိုးကိုနာချလိုက်ပြီးပေါ်လေတောင်ပိုင်းကိုသွားဖို့ဆုံးဖြတ်လိုက်ရှာပါရီဒါပေမဲ့မြောင်ပိုင်းမှာလူနေငယ်ခြံခဲ့ပင်မခြံခဲ့တဲ့လူတွေကိုရူတာရုကတက်သွားခဲ့ပါရီတစ်ဖက်ကပေါ်ရုကလည်းတောင်ပိုင်းကိုရောက်သွားခဲ့ပြီးရောက်ရောက်ချင်းမှာပဲအသက်တက်ရှိကိုတောက်လိုက်ရှာပါရီအဲဒီရှိကမင်းလေးတောက်မယ်ဆိုရင်အသက်ရှင်နိုင်မယ်ဆိုပေမယ့်ယောက်ျားလေးတောက်မယ်ဆိုရင်တော့ပြန်လည်းမရှိပဲတန်းတည်သွားမှာဖြစ်ပါရီဒါပေမဲ့ပေါ်တယောက်ကတော့မတည်ပေမိမျိုးနေရာဖြစ်ပါရီအဲ့ဒါကြောင့်ပေါ်ကိုခြာနေရဲ့မျက်ရည်စနေ ठी ပြီးပေါ်ကလည်းပြန်နိုးလာခဲ့ပါရီ ီးတော့သူအိမ်မက်လူလို့ပါလူလူမီနီရှားတွေအရှာတွေအပြင်တခြားကိစ္စတွေကိုပါကြုံမြင်လာခဲ့ပါရီအိမ်နောက်မှာတော့ဘာသာရေးကိုရှုံချရေးသူတွေကိုဘာသာရေးကိုအတုံးပြပြီးသူ့ဘက်ပါလာအောင်ဟောပြောမှုတွေလုပ်နေခဲ့ပါရီနောက်တစ်ခါမှာတော့အေဂရီတိုကပေါ်သက်ရှင်နေတရားကိုတည်သွားခဲ့ပါရီဒါပြင်အထရီတီကိုရှင်ပြတာကသူတို့ပြောကမကင်နာကြောင်းသူတို့ထိုင်ကုန်ပြောက်တော်မှာကိုစိုးရိမ်နေကြပါရီအဲ့ဒီအချိန်အာရာကေဘက်မှာတော့တိမ်မုံနိုင်ကြီးတခုပြင်းပြင်းထန်ထန်တိုင်နေခဲ့ပါရီပြီးတော့မုံနိုင်ကဟာကိုနီနိုအခြေချထားတဲ့စကန်လေးဘက်ကိုဦးတည်နေခဲ့ပါရီ ဘောရူးကလည်းအဲ့ဒါကိုအခွင့်ကောင်းရှိပြီးဟာကိုနေနှုတ်ကိုပြန်တိုက်ဖို့ပြင်ဆင်နေကြပါရီတဖက်ကအီဂရစ်တို့ကလည်းဟာကိုနေနှုတ်စီကိုရှောက်လာကြပါရီအီဂရစ်ကမာတီကိုတိလာလို့မိတဲ့ချိန်မှာဘာရွန်ကမတိဘူးလို့ပြောပါရီဒီလိုနဲ့သူတို့စကားပြောနေတဲ့ချိန်မှာတင်းမွန်နိုင်ကဂျီလိုနဲ့တွေ့ကြောင်သူတို့တွေ့ဆွေးရင်ရှာရီလို့ပြောတာကိုဘာရွန်တယောက်ကတော့ဂယူမဆိုင်ပါဘူးပေါ်ရိုးကလည်းလက်နဲ့တွင်နေတဲ့အရှင်အောင်မြင်ကဝင်းရောက်တိုက်ခိုက်လာခဲ့ပါရီ အဲ့လိုနဲ့တဖြည်းဖြည်းဘောင်လုံးတို့စီကိုရှောက်လာခဲ့ပြီးအောင်အခြားသူတွေရှိမှပဲဘောင်လုံးကိုတက်ပြလိုက်ပါရီအဲ့နောက်မှာတော့ပေါ်ကအေဂရီရဲ့တမီကိုသူဆောင်းရှောက်မယ်လို့ပြောကောင်းအေဂရီကတော့သူ့ဖေကိုတက်ခဲ့တဲ့အတွက်အသက်ကြွေးဆက်ရမယ်လို့ပြောပါရီဒါကြောင့်အေဂရီလေရိုတာကိုသူ့စားတိုက်ခိုက်ခိုင်းလိုက်ရှာပါရီဒီလိုနဲ့နှစ်ယောက်သားလက်ရည်တူအပြင်းထန်တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့မင်းသားဖြစ်တဲ့ပေါ်ကပဲအနိုင်ရသွားခဲ့ပါရီအဲ့ဒါကြောင့်အေဂရီပိုင်နဲ့အင်ပါယာတစ်ခုလုံးကိုသူ့ပိုင်သွားခဲ့ပါရီ ဒါပေမဲ့ Empire လမ်းအောင်မှာရှိတဲ့အခြားအိမ်တော်ကသူတွေကမကြင်နဲ့ဘူးလို့စပို့ပြီးပြောလာခဲ့ရကြအောင်အခြားအိမ်တော်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ရှင်နေဇလန်းလေးလေးပြီးဆုံးသွားခဲ့ပါပြီ။ကြည့်ရှုပေးတဲ့တယောက်ချင်းစီအိုင်ကိုကျေးဇူးထူပေးတင်ရှိပါရခင်ဗျာ။